မင်္ဂလာပါရှင်ခေတ္တတယ်လီဗီရှင်းကနေသတင်းလေးကိုတင်ဆက်ပေးပါမယ်တမျိုးပြရရင်နှစ်မျိုးပြန်သိမ်းပြမယ်တော်လန်ကြီးဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်ကိုကန်တက်ဖွဲ့လာရှုံးမပြန်ဆုတ်ခွာမယ်ဆိုတဲ့သတင်းကတော်လန်ကြီးအတွက်တကယ်သတင်းဆိုပါလာရှုံးမျိုးကိုရဖို့ကိုကန်သားမကအခြားသော တော်လန်ကြီးတက်ဖွဲ့တွေအညာမြေက PDF တွေဘလောက်ထိရင်းနှီးပေးဆက်ခဲ့ရတယ်ဆိုတာကိုမြေပြင်နဲ့နီးစပ်သူတိုင်းကောင်းကောင်းကြီးသိကြပါရယ်စစ်တပ်ရဲ့တိုင်းစစ်ဌာနချုပ်တို့ကိုပထမဆုံးသိမ်းပိုင်နိုင်မယ်ဆိုတဲ့အမျှော်လင့်ချက်တစ်ခုတည်းနဲ့တော်လန်ကြီးတက်ဖွဲ့တွေများစွာလာရှုံးမအသက်ဆုံးခဲ့ကြပါ ါတယ်ဒီလိုအသက်ဆုံးခဲ့တာနဲ့တန်အောင်လဲလာရှုကိုအမှန်တကယ်ရရှိခဲ့ပြီးအုပ်ချုပ်ရေးတရားစီရင်တာမကအခြားကဏ္ဍပေါင်းများစွာကိုစီမံဆောင်ရွက်နိုင်ခဲ့ကြတာအားလုံးသိပါဒါပေမဲ့အခုချိန်မှာတော့အစိုးရအောင်မြင်မှုကြီးကရပ်ပေါင်း200ကျော်အတွင်းမှာတင်ရန်သူလက်ထဲကိုပြန်လည်ပေးအပ်ရတော့မှာပဲဖြစ်ပါတယ်ဒီထက်ပိုဆိုတာကအသက်ပေါင်းများစွာခြေလက်အင်္ဂါပေါင်းများစွာရင်းနှီးပြီးတိုက်ယူထားတဲ့လာရှုကိုကြည်တစ်ချက်မှမဖောက်ရပဲပြန်ပြီးပေးအပ်လိုက်ရတယ်ဆိုတာကခံပြင်းစရာကောင်းလာပြီးပေးဆက်ခဲ့ရတဲ့သူရဲကောင်းတွေအတွက်လည်းရှင်းနာဖို့ကောင်းလာပါတယ်အိနီနာ င်တရုတ်ရဲ့ဖိအားကိုလွန်ဆန်ဖို့ဘလို့မှမဖြစ်နိုင်တာကြောင့်ဒီလမ်းကိုမလွဲမသားရွေးလိုက်ရတယ်ဆိုရင်တောင်မှဒီဖြစ်စဉ်ဟာဘလို့မှဖြေသာစရာအကြောင်းမရှိပါဘူးတရုတ်ရဲ့ဖိအားကိုတော်လိုင်းအင်အားစုတွေကမလွန်ဆန်နိုင်တော့ဘူးလားလေးနှစ်ကျော်ပေးဆက်ခတ်မျောလင်းခဲ့တာတွေကတရုတ်ကြောင့်အလုံးစုံပြတ်သုံးရတော့မလားဒီသတင်းကြောင့်ပဲလေးလံနေတဲ့စိတ်တွေဟာနောက်နှစ်ရဲ့အကြာအင်တော်မျိုးနဲ့ဖလန်းမျိုးကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကရှေ့စဉ်နောက်စစ်သိမ်းပိုက်နိုင်လိုက်ပြီဆိုတဲ့သတင်းနဲ့ပြန်လဲတကြွာလာပါတယ်ကလေးစံနေလို့ပဲပြောပြောမရင်ချက်ဘူးလို့ပဲဆိုဆိုငါတို့တွေဟာတမျိုးပေးရရင်နောက်ထပ်နှစ် င်မျိုးကိုရှောင်ပြန်သိမ်းယူမယ်ကွာဆိုပြီးတော့ကုံစားခြင်းမသိတယ်အခုလိုကုံစားမယ်ဆိုရင်လည်းစာခြင်းစရာပါပဲဘာကြောင့်လဲဆိုတော့အင်းတော်မျိုးနဲ့ဖလန်းမျိုးတင်တိုက်ပွဲမှာနှစ်ခုစလုံးကတက်ကင်တက်ဆိုင်ရအဖွဲ့အစည်းတွေရဲ့ထုတ်ပြန်ချက်အရအဓိကပါဝင်တိုက်ခိုက်ခဲ့တဲ့တိုက်ဖွဲ့တွေကဟိုရခင်ကလို့တိုင်းသားတော်လိုင်းတက်ဖွဲ့တွေသာအများဆုံးမဟုတ်ပဲနှွေဦးတော်လိုင်းအတွင်းမှာပေါက်ဖွားလာတဲ့တော်လိုင်းအင်အားစုတွေနဲ့အတင်းကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့အချက်ကြောင့်ပဲဖြစ်ပါတယ် တော်လိုင်းကာလာအစောပိုင်းတုန်းကမတရားမှုကိုခေါင်းငုံမခံလို့တဲ့လူငယ်တွေဟာဝိုင်းရင်တိုင်းသားတော်လိုင်းတပ်ဖွဲ့ရဲ့ဦးစားမှုနဲ့အတိတ်ကတိုက်ပွဲဝင်ကြပါတယ်။ဒါပေမဲ့လေးနှစ်တာကာလာကိုရောက်ရှိလာတဲ့အချိန်မှာတော့အရင်လိုစီနီယာတော်လိုင်းကြီးဖွဲ့တွေကိုပဲအလုံးစုံမိကိုအားကိုးစရာမလိုတော့ပဲကိုကျောင်းပေါ်ရက်တီလာနိုင်တဲ့အခြေအနေမျိုးတွေတွေ့လာရပါတယ်။ဒါအပြင်ကချင်းစကိုင်းနယ်ဆက်ကအင်းတော်မျိုးသိမ်းတိုက်ပွဲသားမကဟိုးချင်းပြည်နယ်ကဖလန်းမျိုးသိမ်းတိုက်ပွဲတွေမှာပါမြေပြတ်ဒေသကကာကွယ်တပ်ဖွဲ့တွေပါပါဝင်တိုက်ခိုက်ပြီးနေဆိုတာကိုတွေ့ရတော့တောင်နှန်းဒေသကအဖွဲ့တွေမှာ ီမကလူငယ်တွေကိုပညာသင်ပေးစောင့်ရှောက်ကြသလိုမြေပြင်ကအဖွဲ့တွေကလည်းတောင်နှန်းဒေသတွေအတွက်ဆိုအသက်တောင်ပြင်းရတဲ့ဆိုတဲ့ညီရင်းအကိုတွင်ရင်တိုင်းရင်စိတ်ဓာတ်မျိုးတွေတွေ့မြင်နေရပါတယ်။ဒါဟာ Federal တက်မတော်လူပဲခေါ်ခေါ်ပြည်သားစုတပေါင်းစုလိုပဲတင်စားတင်စားတည်ကြတာကတော့ကျွန်တော်တို့ပြည်သူတွေနှစ်ပေါင်းများစွာတောင်းတခဲ့တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာဆင်အာနာရှင်အလုံးစုံပြတ်တောင်းရေးအတွက်ဆိုရင်တစုတစ်ဖွဲ့တွေလှုပ်ရှားတော်လှန်ရုံနဲ့မရပဲတောင်းတန်းကိုထင်းပြီးမှနဲ့ညီမယ်။ပြီးမှနဲ့ပြည်ထနာဟာလေတောင်းတန်းနဲ့ဆိုင်နေဆိုတဲ့သဘောမျိုးစိတ်ဓာတ်မျိုးလိုပဲဆိုက င်ပါတယ်။တောင်တန်းဒေသဖလန်းမြို့သိမ်းတိုက်ပွဲနဲ့ပတ်သက်ပြီးချင်းမြို့သားကာကွယ်တပ်ဖွဲ့မှအထွေထွေအတွင်ရင်မူဆလိုင်းဝီလီယံချင်းရဲ့အင်တာဗျူးလေးတစ်ခုကိုကြည့်လိုက်ရပါတယ်။အဲ့ဒီအင်တာဗျူးထဲမှာဆိုရင်တောင်တန်းဒေသထီလာပြီးအသက်ဆုံးတိုက်ခိုက်ပေးကြတဲ့မြေပြတ်သူရဲကောင်းနေနဲ့ပတ်သက်ပြီးအမတ်တရနေအလွဲချော်လေးတွေနဲ့စားတောင်းနေတိုင်းမှုကအစားမတူကွဲပြားမှုတွေရှိခဲ့ပြီးမင်းစင်အာနာရှင်ကိုတိုက်ထုတ်မယ်ဆိုတဲ့ပုံရိပ်မှတ်ချက်တစ်ခုတည်းနဲ့ဖလန်းမြို့ကိုအတူတူပူပေါင်းပြီးရအောင်တိုက်ပိုက်ခဲ့တယ်ဆိုပြီးပြောသွားခဲ့တာလေးကိုသတိထားမိပါရယ်။ဒါအပြင်ချင်း င်းမျိုးသားကာကွယ်တပ်ဖွဲ့နဲ့နေရကလည်းချင်းပြည်နယ်တကူတဲ့အတွက်မဟုတ်ပဲဇကိုင်းမကွေးလိုအညာဒေသမှာပါမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်နိုင်အောင်ရှိမှန်းထားတယ်လို့ပြောသွားပါသေးတယ်။ဒီလိုတောင်တန်းဒေသကအဖွဲ့တစ်ခုရဲ့အကြီးအကဲအစဉ်ရှိတဲ့ပုံကုန်တောင်ပြောသွားတာကိုထောက်ရရင်ရှေ့လာမဲ့တိုက်ပွဲတွေတိုက်ပွဲတွေမှာမြေပြတ်နဲ့တောင်တန်းမှာပုံမှုစည်းလုံးနဲ့အစုအဖွဲ့တစ်ခုကိုမြင်ရလာဖို့ရှိတယ်ဆိုတာသိကြပါဗျ။ အင်းတော်ဘက်ကဖွဲ့ရင်နဲ့ပတ်သက်ပြီးတော့လေအနေအချင်းပြောချင်ပါသေးတယ်။အင်းတော်ဆိုတာကချင်ပြည်နယ်ရဲ့ဝင်ပေါင်ရွှေဘုံမြကြီးနားမေးတင်မြို့တစ်မြို့ဖြစ်ပြီးဒီလိုပြူဟာအရာအရေးပါတဲ့မြို့ကိုသိမ်းပိုင်လိုက်ခြင်းဟာမြန်မာပြည်အထက်ပိုင်းမပါကတိုင်းစစ်ဌာနချုပ်ကိုထီတီကြီးဖြစ်သွားအောင်ဖျက်တောက်လိုက်တာနဲ့တူသလိုလာမယ့်မူရသည့်အတွင်းရေချောင်း၄ချောင်းအသုံးပြုမှုအကန့်အသတ်ရှိလာမယ့်စစ်ကောင်စီကိုကုန်းချောင်းမှာအသုံးပြုလို့မရတော့အောင်ထိုးနှက်လိုက်တဲ့ထိုးနှက်ချက်ကြီးတစ်ခုလည်းဆိုချင်ပါတယ်။ဒါအပြင်အပေါ်ဆောင်နေတဲ့တမခွန်ခွန်တမမှုနဲ့အင်အားတရာကိုပါလက်နက်အပြည့် ဆုံးခရင်ပြည်ဆောင်နဲ့ရရှိလိုက်ခြင်းကလည်းကြုံမြင်လွန်းလာပြီး KIA ABSDF တို့လိုဝါရင်တော်လိုင်းတဖွဲ့နဲ့နှွေဦးတော်လိုင်းတွင်ကပေါက်ဖွားလာတဲ့အင်အားစုတွေရဲ့စီးလုံးညီညွတ်မှုအပြန်အလှန်နားလည်မှုနဲ့အထိတ်ဆက်မိမိစစ်ကစားနိုင်မှုတွေကိုမြင်ရပါတယ်။ဒီလိုချိန်ဆက်မိမှုတွေတဖွဲ့နဲ့တဖွဲ့နားလည်မှုတွေကရေရှည်သွားနေတဲ့အာဏာရှင်တော်လိုင်းအတွက်တကယ်ကောင်းမွန်တဲ့အရာဖြစ်တယ်လို့ဆိုကြပါတယ်။မြမပုံရိပ်စစ်ကဘာလဲလွန်ခဲ့တဲ့ရက်သက်တပတ်အချို့ကနိုင်ငံရေးဖြစ်စဉ်တချို့ရှိလာတာအားလုံးသတိထားမိကြပါလား မအားလာရုရှားကပြန်လာပြီးရဲ့နောက်ဝမ်းတာလုံးဆိုပြီးအောင်ပွဲတွေခံအင်တာဗျူးတွေလုပ်နေတွေ့ခဲ့ကြရပြီးရဲ့နောက်တကယ့်အခြေအနေမှန်တွေကသူ့ကိုဖြည့်ဆည်းလာပုံရပါတယ်။ဒါကြောင့်အခြေအနေကိုထိမ့်သိမ့်ဖို့တမဟုတ်လှည့်စားဖို့တွေးဆဆွေးနွေးမှုမှတင်ငြိမ်းချမ်းသောနိုင်ငံတော်တည်ဆီသူဆိုတဲ့ခေါင်းစဉ်နဲ့နေပြည်တော်မှာစကားပိုင်းဆွေးနွေးပွဲဆိုတာလုပ်လာပါတယ်။မြမပုံရိပ်ဖော်ဆောင်ရေးအဖွဲ့ဆိုလာသူ့အကိုပိုင်လူတချို့နဲ့တင်းတန့်တခုထောင်းပြီးလှူရှားမှုတွေလုပ်လာတယ်။ တဖက်မှာလည်းမအားလားဟာရုရှားကပြန်လာပြီးရဲ့နောက်ဒုတိယကြိမ်ပြပခင်းအဖြစ်ထိုင်းနိုင်ငံမှာကျင်းပမဲ့ဘင်းစတက်စီဝေးကိုဖိတ်ကြားခံရပြီးမြောက်ကြွကြွနဲ့တွားတက်ခဲ့တဲ့ဒါလေးတွေကတီဂါနီထတောက်တဲ့မီးတောင်လေးလိုဖြစ်ပြီးမဲ့လေမအားလားအတွက်တော့တည်ပြောမဲ့ကိစ္စတွေပေါ့အာဆက်တုံးကလည်းဒီလိုပဲခဏတာလူရဝင်သလိုဖြစ်လိုက်ပြီးနောက်တော့လည်းတခါလေးထွက်ပြေးရတော့တာပဲမဟုတ်လားငိမ့်ချင်းနဲ့ပတ်သက်လို့ဘာကရပြင်းရဲ့ကမ်းလန်းချက်ကို ဘာလဲဆိုတာထွက်လာတယ်။ကြိုတင်သတ်မှတ်ချက်တွေနဲ့ဆိုရင်အလုပ်ဖြစ်မှာမဟုတ်ဘူး။အဲ့ဒီကြိုတင်သတ်မှတ်ချက်ဆိုတဲ့အချက်တွေကစာပြီးဆွေးနွေးရင်လည်းရတယ်ဆိုတာပဲ။ကြိုတင်သတ်မှတ်ချက်ဆိုတာကတော့ K3C NUG ဂျင်ညာချက်တွေမှာပါတဲ့အချက်၆ချက်ကိုပြောတာပါချုံလိုက်ရင်အချက်၃ချက်ပဲရှိတယ်စစ်တပ်နိုင်ငံရေးကထွက်ရင်ဖွဲ့စည်းပုံအသည့်ရေးဆွဲပြတ်ထန်းရင်းနဲ့ကျူးလွန်နေရဆွေးမှုတွေအတွက်တရားမျှတမှုဖော်ဆောင်ရေးဆိုတာတွေပဲဖြစ်ပါတယ်နိုင်ငံရေးကထွက်ရေးဆိုတာမှာစစ်တပ်လက်ဝဲကြီးအုံရယူထားတဲ့နိုင်ငံတော်ရဲ့စီးပွားရေးတွေအားလုံးလူမှုနယ်ပယ်ကလွှမ်းမိုးမှုတွေအားလုံးကိုဆုလိုတာဖြစ်တယ်၂008ဖွဲ့စည်းပုံကဖြတ်သိမ်းပြီးရတဲ့အတွက်အဲ့ဒီဖွဲ့စည်းပုံအရစစ်တပ်ကရရှိနေတဲ့အခွင့်အရေးတွေအားလုံးဆုလိုရမှာဖြစ်ပြီးဒေါ်လာနဲ့တိုင်း ုင်းရင်းသားလက်နက်ကင်တွေနဲ့ပြည်သူတွေပူးပေါင်းရွေးဆွဲတဲ့ Federal ပြည်ထောင်စုဖွဲ့စည်းပုံကိုအပြည့်အဝနာခံမှာဖြစ်တဲ့ဒါရီကဆင်ရောက်စမှုတွေကျူးလွန်သူတွေကိုဖယ်ရှားတရားမျှတမှုဖော်ဆောင်ပြီးကြန့်ရှိနေတဲ့စစ်တပ်အတွက်ပြောတာတွေပါပဲဒါရီကလက်ရှိအခြေအနေတွေအလုံးကိုလူလိုနားလည်ခဲ့မယ်ဆိုရင်ဖြစ်လာမယ့်အရာတွေကို ပြောတာမှာစစ်တပ်နိုင်ငံကြီးမှာပါခဲ့လို့62ခုနှစ်ကစလို့တိုင်းပြည်ဟာဆုံးယုတ်ကြဆင်းလာတာနာဝတာလက်ထက်စီးအေးအလွန်ခင်မှာတကဘာလုံးတိုးတက်သွားပြီးမြန်မာပဲမတိုးတက်ခဲ့တာ ဟောအခုမှအလားအာနာယူလိုက်လို့တတိုင်းပြည်လုံးစုပ်ပြတ်သက်သွားတာရီရှင်းပြနေရအောင်မလားဓာတ်ထက်ရှင်းတာတော့တလောက်ရှင်းမှာမဟုတ်ဘူးစစ်တပ်ဘက်ကလည်း2000ရှင်းနဲ့ NCA ကိုကင်ထားတာပဲဒီဟာရီအောက်ကပဲသွားမယ်ဆိုရင်ရောစစ်တပ်ရဲ့အခွင့်အထူးတွေဆက်ရှိနေအောင်ပဲသဘောအဲ့ဒီတော့ဘာခရပြီအနေနဲ့နိုင်ငံသားမှာဆွေးနွေးရင်လည်းရတယ်လို့ပြောနေလို့အခုတခါတည်းအပေါ်ကအခြေအနေကိုပြောပြလိုက်တာပါပဲဒါပေမဲ့ကိစ္စတွေကိုလွန့်အစံတမ်းပြီးစဉ်းစားဆုံးဖြတ်နိုင်စွမ်းကင်းမဲခဲ့တာကြာပြီဖြစ်တဲ့စစ်တပ်ဟာအခြေအနေမှာကိုသဘောပေါက်နိုင်စွမ်းမရှိပါဘူး ဘူးသူတို့တော်လိုင်းကြီးနေလို့ဇွလုထားခဲ့တဲ့မလ29ရက်နေ့ကစစ်ကောင်းဆောင်ရဲ့မိန့်ခွန်းကိုကြည့်ရင်ပြီးတော့ငလင်းလုတ်ပြီးနောက်ပိုင်းနိုင်ငံအနှံ့လီရင်နဲ့ပုံချဲလိုက်နေတဲ့ဖြစ်စဉ်တွေကိုကြည့်ရင်ငကူကခံမှန်းထားတဲ့အတိုင်းရှားပြပြောတာတွေအားလုံးကလှည့်စားဖို့လိန်ညာဖို့အချိန်ဆွဲဖို့ဆိုတာပေါ်လွင်နေတာပဲဖြစ်တယ်မအားလား စကားမှာစစ်တပ်ဟာလက်နက်ကင်အကြမ်းဖက်တောင်းဆိုမှုတွေအလုံးကိုဘယ်တုန်းကမှလိုင်ရောခဲ့တာမရှိခဲ့တဲ့အတွက်ပြည်ထောင်စုကိုကာကွယ်ဖို့စစ်သားတွေကိုအသေးခံတိုက်ချဖို့သူစစ်သားတွေကိုမိန်ကွန်းချွေသွားတာပဲတကယ်တော့ပြည်သူတွေကတောင်းဆိုနေတာမဟုတ်ဘူးတိုက်ယူနေတာပါလက်ရှိအချိန်မှာစစ်တပ်ဆိုတာသူ့မိသားစုနဲ့အနီးအနားကလူတစုလိုပဲအတိတ်ပဲဖွင့်ရမှာပါ ဲ့ဒီလူတစုရဲ့အကျိုးစီးပွားရေးအတွက်စစ်သားအလုံးကိုအသေးခံတိုက်ခိုင်းနေတာပဲအပေါ်မှာတင်ပြခဲ့တဲ့အချက်၃ချက်ကိုဒီလူတစုကဘယ်တော့မှလုံးဝမဟုတ်ဘူးလို့ဒီလူတစုကိုအရင်ဖယ်ခိုင်းဖို့လိုတာပါစစ်တပ်ကအချင်းချင်းမဖယ်ရှားနိုင်ရင်လည်းတော်လိုင်းအင်အားစုတွေကဖယ်ရှားရမှာပါအဲ့ဒီချိန်ဆိုရင်တော့စစ်တပ်တကူလုံးဖြတ်သိမ်းပြရမှာပါမဟုတ်ရင်ဒေါ်စိန်အေးတင်ရိုးရထားတဲ့ဘဲစစ်ဖို့မဆိုနေရာလေးရလာရင်အာနာသိမ်းဖို့ပဲစဉ်းစားနေရမှာဖြစ်လို့ပါပဲအဲ့ဒီတော့မြမပုံရင်းဆိုသူတွေထဲမှာ the voice ကကိုနေဝင်းမောင် ဆွဲဆုလို့ပါလာတဲ့ငကိုကလက်ဖက်ဆိုင်ဖွင့်သူငားမွေးသူထိုင်းကမပြည့်ညစ်ကြဲပွဲလေးတစ်ခုလောက်ရသူတွေစီးဝိုင်းလုပ်ငန်းလုပ်သူတွေခေအဆက်ဆက်စစ်တပ်နဲ့အလွမ်းသင်ဂျာနယ်သမားတွေစုထားတာပါပဲတရားရကတော့နိုင်ငံရေးအစင်လာရှိသူတရားမှမပါတာပါပဲအဲ့ဒီလူတွေနဲ့ဗဟုဆိုတဲ့အဖွဲ့ကတချို့ပေါင်းကုန်ပြီး MPC ဆိုတာပေါ်လာတာပဲအဲ့ဒီတုန်းကသူတို့နောက်မှာဦးစိုးသိန်းတို့ဦးအောင်မင်းတို့ရှိတာပါ MPC ကနေတဝန်ဆန်းစုကြည်လက်ထက် NRPC ကြတော့လေဦးစောထင်းနဲ့ပြည်လင်းနေပြန်ရော အဲ့နာပြတ်တော့ CBR ဆိုပြီးဥရောပဖန်နင်းတခုဆက်နေပုံရတယ်သူတို့ကဝေလီလေးပညာရှင်ဆိုသူတွေပဲခေါ်လာတာမှာဝေလီလေးငိမ့်ချင်ပွဲစားတွေခေါ်လာမှာကဝေလီလေးပညာရှင်ဆိုသူတွေပဲဖြစ်မှာပါသူတို့ဖော်ဆောင်ကြမှာကလည်းဝေလီလေးစစ်တပ်နိုင်ငံပုံစံနိုင်ငံကြီးပါပဲ တဖက်ကရွေးကောက်ပွဲဗန်းပြပြီးတဖက်ကနိုင်ငံရေးမှိုင်းတိုက်မဲ့အကြံစီပါပဲအခုတော့ငလင်အရင်ကြားရောက်တဲ့အတွက်ပြည်သူကာကွယ်ရေးနဲ့ EAO တွေကထိုးစစ်ကြီးတွေရပ်နားထားရတာပါစာကားစအနေနဲ့ကတော့နိုင်ငံတကာအကူအညီတွေအလဲသုံးစားပြုပြီးစစ်ချိန်မြင့်ဖို့ပဲလှုံ့လာနေတာပါဘလို့ပဲဖြစ်စေပြည်သူတွေနားလည်တဲ့မြန်မာပုံရင်က Federal Democracy ပါပဲဒါကလည်းစာကားစစီကတောင်းယူနေမှာမဟုတ်ပဲတိုင်ယူနေတာပါဒါကြောင့်ချုပ်လိုက်ရင်တော့မအားလာလို့ရွေးချယ်တဲ့လမ်းကြောင်းတိုင်းစည်ရေးကသာလဲအဆုံးဖြတ်ဖြစ်မှာပါစည်ရေးအောင်မြင်မှုနဲ့အတူနိုင်ငံ ိစ္စတွေဖြည့်ရှင်းတိစောက်မှသာတကယ်စစ်မှန်တဲ့ Federal Democracy နိုင်ငံတော်အသစ်ဆိုတဲ့ပုံရိပ်အစ်စ်ကိုဖန်တီးရမှာဖြစ်ပါကြောင်းရေးသားထားတာကို တင်ဆက်ပေးလိုက်ရပါရရှင်။